ဇလန်းဆမှာတော့လူတယောက်ကလမ်းဆိုတဲ့သူနဲ့ဖုန်းဆက်ပြီးဂိမ်းကြောင်းနေပြောနေပါတယ်။ပြီးရနဲ့အခန်းထဲကိုဝင်ပြီးအိတ်လိုက်ပေမဲ့ရုတ်တရက်ဆိုသူလိုလက်ကပူတော့လာပြီးတိပိပုံတတူတခုပေါ်လာပါတယ်။သူ့ရဲ့ခြေလက်တရလည်းကျိုးနဲ့စီးထားသူလိုမျိုးအရာတွေပေါ်လာပြီးမကြခင်ပဲခြေလက်တွေဆွဆက်ခံရကနေရာမှာနေရှောသားပါတယ်။တစ်ဖက်မှာတော့ဒင်းရကားမောင်းနေပြီးသူတို့တွေခဏလောက်အနားယူကြမယ့်အကြောင်းကိုဆန်အောင်ပြောပြနေပါတယ်။အကြောင်းကတော့ဆန်အားအမလီယာကိုအပိတဲဆွလိုက်တာကြောင့်စိတ်ထိခိုက်နေမှာဆိုလို့ဒင်းရအနားယူဖို့အတွက်နေရာတစ်ခုခုကိုသွားဖို့တက်စီစဉ်နေရာပဲဖြစ်ပါတယ်။ အဲ့အချိန်မှာဆမ်စီကိုဂါဖ်ကဖုန်းဆက်လာပြီးဒိန်းမက်ဆာရောက်နေတဲ့မြို့မှာမတော်တဆမှုတစ်ခုရှိကြောင်းပြောပါရယ်ဒီစကားကြောင့်ဆမ်လဲကြောင်သွားပြီးဒိန်းကလည်းဒီကောင်ဟာငါတို့ကိုချီရမြခန့်နေရလားဆိုပြီးနေရအနားမှာလိုက်ရှာကချီရခဆက်တီကိုဖြုတ်မဲ့အကြောင်းပြောလိုက်ပါရယ်ဒီလိုနဲ့ပဲအမှုမလိုက်ပဲခဏနာကျင်နေတဲ့ဒိန်းကတော့ညင်းမို့လို့ပြင်မယ်ဆမ်အားတော့အမှုလိုက်တာအမှသူတို့အတွက်စိတ်ဖိအားဖြစ်ပြီးဘာမှစဉ်းစားမနေတော့ဘဲနဲ့အမှုပဲလိုက်ကြရအောင်လို့ပြောလိုက်ပါရယ်ဒါကြောင့်ဒိန်းကတော့ဆမ်အောင်ကြည့်လိုက်ပြီးဘာမှမပြောတော့ဘဲကားပဲဆက်မောင်းသွားလိုက်ပါရယ် ပြီးရတယ်နှစ်ယောက်သား FBI အယောင်ဆောင်ကအမှုပြတဲ့နေရာစီရောလာကြပြီးဒင်းရအခန်းထဲမှာပတ်ကြည့်နေပါတယ်။ထုံးစံအတိုင်း EMF စလဖာစိန်စာထုံးဘာမှမတွေ့ရပဲအခန်းထဲမှာတော့မြင်းချီရနဲ့မြင်းလက်ရတွေကိုပဲတွေ့ရပါတယ်။ဆန်ရလည်းအလောင်းအောင်စစ်စစ်ကြည့်တော့လက်မှာတစ်ပြုံတတူတစ်ခုကိုမြင်လိုက်ရပါတယ်။နေမြေခန်ရဲရဲ့အဆိုအရတော့ထိုးသူတော်ဆန်ဖုံးဆက်ခဲ့တာလန့်ဆိုတဲ့သူဖြစ်ပြီးနှစ်ယောက်သားစကားမထတာကိုလည်းတွေ့ရကြောင်းလန့်ကိုမတင်ကြလို့ဆိုပြီးဖမ်းထားတယ်ဆိုတဲ့အကြောင်းဆန်တို့ကိုပြပြလိုက်ပါတယ်။ဒီလိုနဲ့ဒင်းတို့လည်းလန့်ဆိုတဲ့သူစီကိုသွားလိုက်ပြီးစစ်စစ်မြတ်မှုတွေစလုပ်ကြပါတယ်။ လန့်စ်ကတော့တည်ဆုံးသူအက်ကိုချက်ချောက်စာတွေပို့ထားပေးမယ်အဲ့ဒါဂိမ်းသဘောအနေနဲ့စားနောက်ပြီးပို့ထားတာဖြစ်ကြောင်းပြောနေတာ F တည်သွားနဲ့ပတ်သက်ပြီးသူလဲဝိုင်းနေကငွေကြွေးနေပါတယ်သူတို့ဟာမွန်တော့ဆိုတဲ့ဂိမ်းကိုအပတိုင်းဆော့နေကြတာဖြစ်ပြီးသူနဲ့ F ကဘယင်မရဲ့ဂရုသောစတားတွေဖြစ်ကြကြောင်းပြောပြပါရတယ်။ဒါပေမဲ့တရက်မှာတော့ F ကညစ်ပြီးဂိမ်းဆော့ရကြောင်းဂိမ်းနဲ့ဇက်ကောင်အနေနဲ့ချက်ချောက်စာပို့လိုက်တာဖြစ်ကြောင်းလည်းသူတို့ရဲ့ဂိမ်းဇက်ကောင်အကြောင်းတွေကိုရှင်းပြလိုက်ငိုလိုက်လုံနေပါရတယ်။ဒီလိုနဲ့ပဲဆန်တို့လည်းအခန်းထဲထွက်လိုက်ပြီးအပြေရောက်တဲ့အချိန်မှာတော့ထိုးသူပြောတယ်မွန်တော့ဆိုတဲ့ဂိမ်းကြောင်းကိုရှာကြည့်ကြပါရတယ်။ ဂိမ်းဆိုတာတန်းပွဲတော်တစ်ခုဖြစ်ပြီးနှစ်နှစ်မှတစ်ချိန်ကျင်းပကြတဲ့ဂိမ်းပွဲတော်ဖြစ်ကကစားသူတွေဟာမကောင်းဆိုးပါလူသားနဲ့ငယ်တည်းရဲ့ဇာလန်းကိုတရုတ်ဖို့ကစားကြရပြီးနောက်ဆုံးမှတော့စစ်တိုက်ကြကအဆုံးသတ်လေးရှိကြောင်းသိလိုက်ရပါတယ်ဒီလိုနဲ့ဒိန်းတို့လည်းဆက်ပြီးဆောင်ကြည့်နေကြရင်မိုးတော့မှဘယင်းမလုံးနေတဲ့ချာလီကိုတွေ့လိုက်ရပါတယ်အဲ့အချိန်မှာအချုပ်ခန်းထဲမှာကျန်နေခဲ့တဲ့လက်ကတော့လက်မှာရုတ်တရက်ဆိုသလိုမျိုးပူလောင်မှုကိုခံစားလိုက်ရကတစ်ပုံတတူတစ်ခုပေါ်လာပြီးနှာခေါင်းမျက်လုံးမဆက်ကနေသွေးထွက်လာပြီးအဆုံးသတ်သွားပါတယ် တရေကြကြချင်းဒင်းတို့လည်းနေရာကိုပြောင်းလာကြပြီ CCTV မှတ်တမ်းတွေကိုပြန်ကြည့်ကြတော့ Let's get လက်မှာတတူးတစ်ခုပေါ်လာတာကိုတွေ့လိုက်ရကအဲ့တတူးဟာအဲ့ခက်တတူးနဲ့တူနေတာကိုတွေ့သွားရကြောင်းမိုးတော့ဆိုတဲ့ခင်ဗျာဘာပဲဖြစ်ဖြစ်အဲ့ကိုလည်းသွားဖို့တည်းလိုအပ်နေပြီဆိုပြီးဆုံးဖြတ်ချက်ချလိုက်ကြပါတယ်လက်ရှိအချိန်မိုးတော့ကိန်းထဲမှာတော့ Jerry ဆိုတဲ့သူဟာမကောင်းဆိုးဝါးတစ်ကောင်ကိုဖမ်းလိုက်ပြီး CCTV မျက်မှုတစ်ခုလုပ်နေပါတယ်ဒင်းနဲ့ဆန်တို့လည်း Jerry နဲ့တွေ့က FBI နဲ့အဖြစ်မိတ်ဆက်ကြပေမဲ့ Jerry ကတော့ဒင်းတို့ကို FBI ကအတူရင်းနဲ့လာကစားကြတဲ့သူလို့ထင်နေပြီးရဲနဲ့တခိုးခင်ဗျာနောက်လာမှဆော့မှာဆိုပြီးကက်တီပြသိခိုင်းလိုက်ပါတယ် ဒါပဲဒေရတော့အချိန်ဆွဲမိတော့ပဲသူတို့ကဘယင်မနဲ့လာတွေ့ရလို့ပြလိုက်တာကြောင့်ဂျယ်ရီလည်းမိုးတော့ရဲ့ဘယင်မရှိတဲ့နေရာစီကိုညွှန်ပေးလိုက်ပါတယ်။ဒီချိန်မှာဘယင်မချာလီကတော့ Great Net Green တို့ပျောက်နေရကြောင်းဂိုရုဆောင်တပ်သားတွေကအားလဲနေပြီးဆိုပြီးစစ်ပွဲအတွက်မိကိုးချွေနေတဲ့အချိန်မှာဒင်းမြတ်ဆန်အောင်တွေ့လိုက်ရကြောင်းစွန့်ရသွားပြီးဗဇက်ကနေလည်းတေဆန်းသူပြီးချေချိုးလိုက်ပါတယ်။ပြီးရနေပဲဒင်းတို့ကိုတဲတဲကိုခေါ်သွားကြပြီးသူဟာဇက်မြုပ်နေခဲ့ကြတာကိုအခုတော့မင်းတို့ချက်လိုက်ပြီးဆိုတော့ငါနောက်တဲ့နေရာကိုပြောင်းရအောင်မယ်လို့ပြောနေပြီးအထုပ်ဆွဲပြီးထွက်သွားဖို့လုပ်ပါတယ်။ ဒင်းရတော့ထွက်သွားဖို့လုပ်နေတဲ့ချာလီကိုလက်ဆဲအဲ့နဲ့ရပျောက်သွားတာမဟုတ်ပဲတိတ်သွားတာဖြစ်ကြောင်းပြောလိုက်တာကြောင့်ချာလီလည်းပြန်လှည့်လာလိုက်ပါတယ်ဒီလိုနဲ့ဆက်အားတတူးပုံကိုပြတ်လိုက်ပြီးလက်နဲ့အဲ့အချောင်းကိုစမေးပါတယ်ချာလီကလည်းတတူးကိုကြည့်ပြီးရတယ်အဲ့တတူးတွေကတစ်ပေပုံကခဲတိတ်မော်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်ပြီးရတယ်တလက်ဆတယ်သူ့ဖွဲ့တဲ့သူတွေကပဲဘာဖြစ်လို့အခုလိုမျိုးတွေဖြစ်နေရလဲဆိုပြီးညှိတွားလိုက်တာအရင်ဘက်တုန်းကလည်းအခုလိုမျိုးထိခိုက်တဲ့ရတွေရာဘူးတဲ့သူတွေရှိကြောင်းနဲ့ထိုးသူတွေရဲ့အချောင်းကိုပြောပြပါတယ် ဆန်အားတော့အမှုအသွာလာနဲ့ဖြစ်နိုင်ခြေတွေကိုရှင်းပြနေတဲ့အချိန်ဒင်းနဲ့ချာလီကတော့စစ်တပ်ကစစ်တိုင်းကြီးရဲ့အကြောင်းဆွေးနွေးနေလို့ဆန်လည်းခေါက်လိုက်ရပါတယ်။ဘာပဲဖြစ်ဖြစ်ဒင်းတို့လည်းအမှုလသရလာအကြောင်းဒင်းဟာချာလီကိုအန်နေမဖြစ်အောင်လို့နေရာနဲ့ထပ်သွားခိုင်းနေပြီးဆန်အားတော့လက်ရှိမှာချာလီကိုလိုအပ်နေတဲ့အကြောင်းနေခိုင်းရင်းနဲ့ပဲနှစ်ယောက်သားဒင်းဆက်ထုံးစံစကားများကြရပါတယ်။ဒါမဲ့ချာလီရပဲကြားဝင်လိုက်ပြီး "तू อ่ะလက်ရှိမှာမိုးတော်ရဲ့ဘယင်မဖြစ်နေတဲ့အကြောင်းသူ့ပြည်သူတွေအတွက်လိုအပ်တယ်ဆိုတာဒီမှာပဲနေဖို့အတွက်အဆုံးမချက်ချလိုက်ကြောင်းပြောလိုက်ပါတယ်" ဒီလိုနဲ့ပဲဆန်ဟာကွန်ပျူတာတောင်းကြည့်လိုက်တော့ချာလီယာငါတို့ရောက်နေရအလဲခဲกว่าကွန်ပျူတာတောင်းတာကိုမမြင်ဘူးလို့လာဆိုပြီးသူတို့ရဲ့ကစားကွက်အပြည့်ဘက်မှာနီးပညာဌာနရှိကြောင်းနဲ့အဲ့ယူသွားပါလို့လမ်းညွှန်လိုက်ပါတယ်။ဒင်းကိုလည်းတလက်စားတယ်အနောက်တိုင်းဝှစ်စုံနဲ့အလဲခဲမှာမနေဖို့တော့ပြောလိုက်ပြီးအဝဲစားပြောက်ခိုင်းလိုက်ပါတယ်။ပြီးရလည်းချာလီနဲ့ဒင်းဟာအခြားတိုင်းမြာသူတွေကိုတတူးပုံနေပြရင်လိုက်မင်းနေကြကချာလီယာတော့တွေ့သည်မြစကီလေးတွေကိုဒင်းလိုမျိုးအထားပေးပြီးတော့တဲတဲ့ကိုအတင်းခေါ်နေပါတယ်။ဆပ်ပတ်မှာတော့အမ်လီဆိုတဲ့သူနဲ့စကားလက်ဆောင်ကြနေပြီးထိခိုက်တဲ့အကြမ်းတဲ့သူတွေရဲ့အကြောင်းစုံစမ်းနေပါတယ်။ ဘယ်ဟာရောက်ဘူးတဲ့သူတိုင်းဟာတင်းပုံတတူတွေရှိနေတာကိုသိလိုက်ရတာအဲ့ဒါဟာနတ်သမီးရဲ့ကျင်းစာဖြစ်ပြီးကျင်းစာတစ်ရက်ခံရတဲ့သူတိုင်းထိခိုက်ဒဏ်ရာဖြစ်တာဖြစ်ကြောင်းသိလိုက်ရပါတယ်ဒီဘက်မှာလည်းလက်ရှိမှာအဖက်ခံရတဲ့ OCO သွားပြီးကျင်းစာကြောင်းကိုစင်မင်းကြည့်လိုက်ရာ off ကအဲ့ဒါဟာသူတို့ off လိုမျိုးရေးတုံးတယ်ကျင်းစာဖြစ်ကြောင်းပြပလိုက်တာကြောင့်ဒင်းလေ off ကိုရှာဖို့လုပ်ရပါတယ်ဒီလိုနဲ့ပဲ off နေတိုင်းနေတိုင်းမီစီကိုရောက်လာကြပြီး off ကိုရှာနေကြတဲ့အချိန်မှာပဲ Jerry နဲ့တွေ့ပါတယ် ဒါကြောင့်ချာလီကလည်းဒင်းကိုဒါသူ့ရဲ့အစီကံအစ်တစ်ပဲဆိုကမိတ်ဆက်ပေးလိုက်ပြီးဒင်းဟာချာလီကိုသူ့ရဲ့ဖုန်းကိုပေးလိုက်ခါဆန်အောင်ရှာပြီးတော့သူတို့ဆိုစမ်းမိရာတွေကိုပြောဖို့တက်လွတ်လိုက်ပါတယ်။ဒီလိုနဲ့ချာလီလည်းဆန်စီကိုသွားနေတဲ့အချိန်လမ်းမှာ off တကောင်နဲ့တက်ခိုင်းလိုက်ရပြီး true ဆန်ဆန်ဝတ်စုံတဲ့လူတယောက်ကဖမ်းဆီးတာကိုခံလိုက်ရပါတယ်။ဒီလိုနဲ့အချိန်တော်ကြာတော့မှတဲနာမှာဒင်းလည်းဆန်နဲ့ပြန်တွေ့လိုက်ရပြီးဟဲ့အောင်ချာလီရောပေါမလာဘူးလားလို့မေးလိုက်ရဆန်ကဗာလေချာလီကသူ့စီကိုကြောက်မလာပါဘူးလို့ပြောလိုက်တာကြောင့်နှစ်ယောက်သာချာလီပြောက်သွားပြီဆိုတာကိုသိလိုက်ရပြီးဘယ်မှရှာပုံတော့ဖွင့်ကြရပါတယ်။ ဘယင်မဟိတ်ချာလီကတော့တဲတခုထဲမှာနိုးလာပြီးသူ့ရဲ့ရှင်မှာဝဲဦးနေသူတယောက်ကရက်နေပါတယ်။ချာလီလည်းကတင်ပေါ်နေထားပြီးအပြင်ကိုထွက်ပြေးဖို့လုပ်ပေမဲ့တဲတွေကပြန်ပြီးရောက်လာကြအောင်လန့်သွားပြီးဝဲဦးနေသူကိုအမျိုးမျိုးဖြောင်းပြန်နေကသူ့ကိုလှုပ်ပေးဖို့အတွက်ပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲဝဲုံတဲ့သူကခေါင်းစုပ်ကိုဖယ်လိုက်ပြီးချာလီကိုဒီခေါ်လာတာတတ်ဖို့မဟုတ်ပဲသဘောကျလို့ခေါ်လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူကတော့အခြားသူမဟုတ်ပဲဂေတာဖြစ်နေပြီးနေသမီးတယောက်ဖြစ်ကလူတယောက်ကမန္တာအစ်စ်ကိုတုံးပြီးသူ့ကိုခေါ်ထားတဲ့အကြောင်းပြောပြပါတယ်။ ီးတော့တလက်စားတယ်သူ့ကိုခိုင်းတဲ့သူကပဲလူတွေကိုထိရောက်လို့လှုပ်ခိုင်းနေလို့ Charlie ကိုသူ့ကိုကိတ်ပေးပါလို့ပြောနေပါတယ်။အဲ့ချိန်မှာ Dino ကတော့ off in နဲ့တွေ့နေပြီးဖမ်းထားတဲ့ off ကိုပြလိုက်တာသူတို့ဘီမားနဲ့ပြန်လဲဖို့လုပ်နေပေမဲ့ off in ကပိတ်ကက်ကက်လုပ်နေပါတယ်။ဒါကြောင့်ပဲဒင်းရဂိန်းနေပါရင်နားမလည်တော့ပဲအော့ဗင်ကိုတနက်ပြပြီးချင်းရောက်လိုက်တာကြောင့်အနာသူတွေအကုန်လုံးလှန်ကုန်ကြပါတယ်။ပြီးတော့မှသူတို့လည်းအဲ့ဘီမားဟာဘာမှလဲဆိုတာကိုမသိပါဘူးလို့အမှန်တိုင်းပြပြကြပြီးဒီအနီးနားတစ်ဝိုက်မှာတဲတစ်ခုရှိကြောင်းနဲ့အဲ့တဲဟာသူတို့ရဲ့ဟာမဟုတ်ပါဘူးဆိုကလမ်းညွှန်ပြလိုက်ပါတယ်။ ဒေမလက်ဆန်လည်းရှာပူလိုဆက်ကြရင်တဲတဲတီတခုကိုတွေ့လိုက်ရကဂျယ်ရီနဲ့အတူအထဲကိုဝင်လိုက်ကြတော့အထဲကိုဝင်လိုက်တာနဲ့အပြင်အပြင်စင်နဲ့မတူပဲကြီးကျယ်ခမ်းနားသွားအောင်ဒဲလို့လည်းမျက်လုံးပြူးသွားရပါတယ်အဲ့ဒီပြင်တဲထဲမှာရှိနေတဲ့ဘရင်မချာလီနဲ့နတ်သမီးတို့ရဲ့အဖြစ်အပျက်ကိုကမြင်လိုက်ရအောင်ဒင်းတို့လည်းပုံလို့တော့မျိုးလုံးပြူးသွားရပါတယ်။ဒီချိန်မှာပဲနတ်သမီးဟာအားလုံးပြေးကြတော့သူ့ရဲ့တခေရောက်လာပြီဆိုကဂျယ်ရီကိုလည်းညှို့ထွက်ပြလိုက်တာကြောင့်ဒင်းတို့လည်းဂျယ်ရီကိုတနက်နဲ့လမ်းချိန်လိုက်ပါတယ်။ဒါမဲ့ဂျယ်ရီကတော့တနက်တီကိုနတ်သမီးရဲ့အဆောင်နဲ့ပဲကြက်မိုးတွေဖြစ်အောင်ပြလိုက်ပြီးသူ့ရဲ့အစီအစဉ်တွေကိုထုတ်ပြီးပြောပြပါတယ်။ အတော်ကတော့သူဟာမိုးတော်ကိန်ကိုအနိုင်ရအောင်လုပ်ချင်တာဖြစ်ပြီးဘယင်မရဲ့လေဖြစ်ချင်ကြောင်းနဲ့ရန်သူဘက်ကသူတွေကိုအေးအားလဲအောင်လို့ထိခက်တရာပေးနေရဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဆန်ကလည်းအဲ့ဒါဆိုရင်လက်စက်အကြတော့ဘာဖြစ်လို့လဲသူတို့ကမင်းတို့ရဲ့အတင်းသားတွေပဲဘာဖြစ်လို့သူတို့ကိုအသက်အန္တရာယ်ပေးလိုက်တာလဲလို့မေးလိုက်တာကြောင့်ဂျယ်ရီယာဒီကောက်နေရဘယင်မရဲ့အနာအောင်ရောက်ချင်လို့ဂရုသောက်နေဖြစ်အောင်လို့စူးစမ်းတဲ့အပြင်ကြီးစံနေပတ်စံနေကိုပါတုံးပြီးတော့ဂဲကိုညှပ်ပြီးစော့ခဲ့တာကြောင့်အပြစ်ပေးတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ တဲရတော့အပြော်တန်းကစားပွဲလေးတစ်ခုမှာအလောက်ထည့်အသက်သက်လုံးဖို့လိုလိုလားလို့မေးလိုက်ရာဂျယ်ရီကတော့သူဟာလက်ရှိဘဝမှာမန်ယူဖန်နေအကြီးကျယ်ပွဲခံနေတာကိုမခံနိုင်တော့လို့ထွက်ပြေးလာကလက်ရှိဒီကေယိုမှာလက်တွေ့ဘဝလို့ခံယူရတာဖြစ်ပြီးဒီမှာပဲဆင့်နေထားတာဖြစ်ကြောင်းပြောပြပါရစေအခုတော့အချိန်နဲ့ရာဒင်းတို့ပါကိစ္စတုံးပြစ်ပြီးသူ့အကြောင်းကိုသိရသူမှတ်သမျှကိုပါမှတ်ညာဖြတ်ပြေးလိုက်ရမယ်လို့ပြောနေကလက်ထဲကဓာတ်တူကိုအစစ်ပုံစံပြောလိုက်ပြီးစတင်တိုက်ခိုက်ပါရစေ ပြီးရနေဒင်းနဲ့တက်ခိုက်ကြရင်စာအုပ်ကလွတ်ကျသွားတာကိုမြင်တဲ့အချိန်မှာတော့နေသမီးဟာချာလီကိုမန္တာဖြတ်ဖို့အတွက်စာအုပ်ကိုဖျက်ဆီးခိုင်းလိုက်ရာချာလီလည်းနှခါတော့စဉ်းစားမနေတော့ပဲစာအုပ်ကိုဓာတ်နဲ့ပြီးထိုးချလိုက်ပါတယ်။ဒီလိုနဲ့ပဲအချိန်စာတွေမန္တာနေအားလုံးပြီးသွားပြီးအမှုတွေအားလုံးပြီးသွားတဲ့အချိန်မှာတော့ဆက်ဟာချာလီကိုထပ်တောင်းခေပေးလိုက်ပါတယ်။ ဒါမဲ့ Charlie ကတော့သူအခုလိုမျိုးပြေးနေရတာတွေကိုစိတ်ကုန်လာပြီလို့ပြောနေတာဖြစ်လာတဲ့များအားလုံးကိုရင်ဆိုင်မယ်လို့ပြောနေပြီးဤပညာနဲ့ပတ်သက်တာတစ်ခုခုအတွက်လိုအပ်လို့ရှိရင်အချိန်မီးပြောပါလို့မှာလိုက်ပါတယ်။ဆန်ကတော့ဒင်းကိုမင်းရဲ့မရစဘူးအားလက်ရက်ကလေးမှာနှစ်သမီးအမှုနဲ့အချိန်ကုန်ခဲ့ရတာလို့ပြောနေတာတောင်းပန်နေရင်ဒင်းကတော့စိတ်မူပါနဲ့ဆန်ရငါတို့တိုက်ပွဲကအခုချိန်ထိမပြီးသေးပါဘူးလို့ပြောနေပြီးဆန်ကိုခပ်ပြုံပြုံနေကြည့်လိုက်ပါတယ်။ အကြောင်းအောက်တော့မကြခင်မှာတိုက်ပွဲတွေဟာဆက်တင်တော့မှဖြစ်ပြီးမွန်းတော့ရဲ့အသက်ဆက်တမူကြီးတင်ရတော့အားကျုံးမတ်တက်နဲ့စစ်ရေးချီဖို့အတွက်ဖိတ်ကြလို့ကြောက်အောင်လို့မိကုန်းနေချွေနေပြီးဆက်အပဝင်ချာလီတို့ပါဦးဆောင်ပြီးမွန်းတော့အုပ်စုနဲ့အခြားတိုင်းမိသုံးကူရဲ့တရက်ဖူတွေကိုရအောင်ပတ်ပြီးတိတ်မာတော့တယ်